ထိုင်းဆိုရဟာနိုင်ငံသားတွေကိုဖုန်းဒါမှမဟုတ် line application ကတစင်ဆက်သွဲပြီးစစ်မှုထမ်းမှုတိုက်တွန်းနေတယ်ဆိုတဲ့သတင်းတွေကိုညှင်းဆိုခဲ့ပြီးကြားဖြတ်ကလိန်ညာနေတာဖြစ်တယ်လို့ထိုင်းဆိုရကပြောကြောင်း The Nation မှာဖော်ပြခဲ့ပါတယ်။အဲဒီနောက်ပြည်သူတွေအနေနဲ့အစိုးရကထုတ်ပြန်တဲ့တရားဝင်သတင်းတွေကိုသာယုံကြည်ကြဖို့လဲတိုက်တွန်းခဲ့တာပေါ့။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာတင်းမာမှုတွေမြင့်တက်နေချိန်မှာတရားမဝင်သတင်းရင်းမြစ်တွေကလည်းထွက်ပေါ်လာတဲ့အတိမပြုနိုင်တဲ့သတင်းတွေကိုယုံကြည်ခြင်းမပြုဖို့အစိုးရအဖွဲ့လက်ထောက်ပြောရေးဆိုခွင့်ရှိသူအနုကူပရိုဆန်နုဆက်ကပြောကြားခဲ့တာဖြစ်ပါတယ်။စစ်ဘက်ဆိုင်ရာအေဂျင်စီတွေဟာပြည်သူတွေ ကိုဖုံးခေါ်ဆိုတော့ line application ကတစင်ဆက်သွယ်တာအစရှိရဲ့မူဝါဒမျိုးမရှိကြောင်းလည်းအနုကူကအလေးထားပြောဆိုခဲ့တာပါထိုင်းတော်ဝင်စစ်တပ်ကစစ်မှုထမ်းဖို့မခေါ်ပါဘူးတည်င်းမတွေကိုမယုံကြဘူးပြည်သူတွေကိုတိုက်တွန်းချင်ပါတယ်လက်ရှိအခြေအနေကိုအမျက်ထုတ်ဖို့အတွက်တည်င်းအမားတွေဖြန့်နေကြတာပါလို့အနုကူကပြောကြားခဲ့ပါတယ်ဗဟိုစုံစမ်းစစ်ဆေးရေးဘျူရိုကလည်းကြားဖြန့်ဂိုင်းတွေဟာစစ်မှုထမ်းစုဆောင်းတဲ့ပုံစံမျိုးနဲ့လင်ညာနေကြကြောင်းကြားဖြန့်တွေဟာဖုံးခေါ်ဆိုပြီးစစ်မှုထမ်းရှင်းမှာတင့်နာမဲ့ပါကြောင်းလင်ညာနေကြတယ်လို့တတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီနောက်လူလိမ့်တွေဟာသူတို့ဆက်သွယ်တဲ့လူတွေကိုစစ်မှုထမ်းဆောင်ဖို့ဆန္ဒမရှိ ပါကအရာရှိတဦးနဲ့ဆက်သွယ်ပြောဆိုနိုင်တယ်လို့ဆိုက line account တစ်ခုပေးခဲ့ကြောင်းလည်းအရာရှိတွေကပြောကြားခဲ့တာပါကြားဖြန့်ကိုင်းတွေဟာသူတို့လိမ်မဲ့လူရဲ့ယုံကြည်မှုကိုရရှိဖို့အဲ့ဒီလူရဲ့နာမည်မှတ်ပုံတင်နံပါတ်နဲ့ပုဂ္ဂိုလ်ရဲ့အချက်လက်တွေကိုပါပြသနိုင်ကြပြီးစစ်မှန်တဲ့စစ်တပ်ရဲ့အာဏာပိုင်တွေပုံစံအတိုင်းလိမ်ညာနေကြတာဖြစ်တယ်လို့လည်းဆိုပါတယ်အဲ့ဒီနောက်လိမ်ညာမဲ့သူတွေကိုစစ်မှုထမ်းတာနဲ့ပတ်သက်ပြီးတော့ PR ပေးပြီးအကြောက်တရားတွေတွင်းကစစ်မှုမထမ်းလို့ပါကငွေကြေးပေးဆောင်ရမယ့်ပုံစံအတိုင်းချင်းချောက်လိမ်ညာနေတာဖြစ်ကြောင်းလည်းရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်